ပရိသတ်ကြီးတို့ရဲ့အပိုင်းခွန်ဇလန်းလေးအဆမှာတော့ဖန်နီရှာတို့ကတိတ်ကိုလှပါတဲ့ရေကန်လေးတကံမှာခလေးလေးတွေလိုစော်ကစားနေတာကိုတွေ့ရမှာပါ။ရန်ကလည်းစစ်ပွဲတွေမှာသာတိုက်ခိုက်ရင်ကြားရကောင်လို့တန်မာနေပေမဲ့အခုရေကန်လေးမှာစော့နေတာကျွန်တော်ခလေးလေးတယောက်လိုချစ်စရာကောင်းနေခဲ့တယ်။ဖန်နီရှာလည်းအိုနီဆမ်မာကိုသူ့ဖမ်းထားတဲ့ငါးလေးတွေကိုပြပြီးစနေခဲ့တယ်။အိုနီဆမ်မာကတော့သူ့ဘာသာသူအေးစေးနေနေတာကြောင့်ရေကန်ဘေးဘက်မှာပဲထိုင်နေခဲ့ပြီးတိုင်းပြည်ရှေ့ရေးအတွက်တွေးနေခဲ့ပါတော့တယ်။ခဏနေဖန်နီရှာအကူရောက်လာပြီး သူညီမလေးကိုဇနီးမယားအဖြစ်ရွေးချယ်ပါကနောက်ထပ်အငယ်အနှောင်းတွေထပ်ထားတာကိုလက်မခံနိုင်တဲ့အပြင်တခြားပျော်စရာရှာဖို့ကြံနေရင်လဲတက်ပြစ်မယ်လို့အိုနီဆာမာကိုကြိန်ဝါခဲ့ပါတယ်။အိုနီဆာမာကလည်းစိတ်တူသွားပြီးသူ့မွေးရမီမှာခြေရတဲ့မိန်းကလေးရှိကြောင်းအဲ့ဒီချစ်သူကောင်မလေးကလွဲပြီးတခြားသူတွေကိုလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပြခဲ့တယ်။ဒီကမိန်းကလေးတွေကိုသူ့တငယ်ချင်းတွေလိုညီမတွေလိုပဲချစ်ခင်ကြောင်းဒါကြောင့်လက်ထပ်ဖို့ဆိုတာလဲဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ပြောခဲ့တယ်။အဲ့ဒါနဲ့အကိုဖြစ်သူကလည်းဘာပဲဖြစ်ဖြစ် ငါညမလေးကိုငိုအောင်လုပ်ရင်တက်ပြစ်မှာလို့ပြောခဲ့ပါတော့တယ်။အိုနီဆန်မှလည်းအားရပါရထားရီလိုက်ပြီးအဲ့ဒါကတော့ဘယ်တော့မှမဖြစ်နိုင်ကြောင်းမောင်နှမတွေလိုပဲဆက်ဆံရေးရှိတာကြောင့်ဘလို့မှဖြစ်မလာဘူးလို့ပြောနေခဲ့ပါတယ်။နောက်တနေ့မှတော့ကလောမျိုးနွယ်စုခေါင်းဆောင်စီအိုနီဆန်မှတို့အဖွဲလိုက်ခြိတက်လာကြပြီးဂါဝရသွားပြုခဲ့တယ်။ဟိုရောက်တော့ခေါင်းဆောင်ကသူနီးလန့်မှားခဲ့လို့အတော့မကြလို့အခုလိုတိုက်ခိုက်ခံနေရပြီးလမ်းမရောက်နေတာလို့ပြောခဲ့တယ်။လူကြီးပြီးပြီးလူငယ်တွေကိုနီးလန့်အမှန်မပြနိုင်ခဲ့လို့ သူ့ကြောင့်တိုင်းပြည်ရေတိမ်နေခဲ့ရတာလားဆိုပြီးအမားတွေကိုခေါင်းလေးငုတ်ကဝင်ချတောင်းမှန်ပါတော့တယ်။ခေါင်းဆောင်အခုလိုမျိုးဝင်ချတောင်းမှန်နေတာကိုမြင်ပြီးတခြားညီအကိုတော်တွေကစိတ်မကောင်းဖြစ်ကအဲ့လိုမျိုးမပြုတ်မှုဖို့ပြောခဲ့ပါတယ်။ခေါင်းဆောင်ကအမြဲလမ်းပြပေးခဲ့တာဖြစ်ပြီးအခုအခြေအနေတစ်ခုကြောင့်မှားယွင်းမှုဖြစ်ခဲ့ရတာပါ။ခေါင်းဆောင်အရင်ကအတွေ့အကြုံတွေကိုမျှဝေတင်ကြားပေးခဲ့လို့လေအခုလိုမျိုးလူငယ်တွေကဥဆောင်ပြီးတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေကအနံ့ရနေတာလို့ပြောခဲ့တယ်။အဲ့ဒါနဲ့ခေါင်းဆောင်လည်းလူငယ်တွေတံမာပြီးဥဆောင်လို့ တိုင်းပြည်ကအခုလိုခေါင်းထောင်ပြီးပြန်လည်ဥမော့လာတာငါကြောင့်မဟုတ်ဘူးဆိုပြီးပြောခဲ့တယ်။ဝင်းဘလွေတိုင်းပြည်မှာလဲအိုနီဆန်မာလိုဉာဏ်ပညာမြင့်မားအတွေ့အခေါ်ကောင်းပြီးတန်မာတဲ့လူငယ်တွေလိုအပ်တာမလို့ဆက်ပြီးတိုင်းပြည်ကိုအုပ်ချုပ်ပေးပါလို့တောင်းဆိုနေခဲ့ပါတယ်။ခဏနေခေါင်းဆောင်ကပြင်ပေါ်ကဆင်းလာပြီးဝင်းဘလွေမျိုးနယ်ကိုဆက်ပြီးအုပ်ချုပ်ဖို့အတွက်ခေါင်းဆောင်လိုအပ်တယ်။ဒါကြောင့်အိုနီဆန်မာပခုံးလေးကိုကင်ပြီးမင်းပဲတိုင်းပြည်ကိုဆက်ပြီးအုပ်ချုပ်ပေးပါလို့တောင်းဆိုခဲ့တယ်။အိုနီဆန်မာကလည်းချက်ချင်းပဲမဖြစ်နိုင်ကြောင်း ျွန်တော်ကအချိန်နဲ့ကဘာမျိုးကိုပြန်မှာကြောင့်ဝင်းပလီတိုင်းမီမှာအကြာကြီးနေဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်။ဘေးနားမှာအကိုတော်လူလည်းရှိတာကြောင့်လူကသာဝင်းပလီတိုင်းမီကိုဆက်ပြီးအုပ်ချုပ်သူဖြစ်နိုင်တယ်လို့ပြောခဲ့တယ်။လူလည်းသူကခေါင်းဆောင်နေရာကိုလိုချင်တာကြောင့်အိုနီဆမ်မာကိုပေးလိုက်တာကြောင့်စိတ်တွေတုန်နေခဲ့တယ်။စိတ်တို့ပြီးအိုနီဆမ်မာဘာမှအဟန်ဆောင်မနေပါနဲ့တော့မင်းကအုပ်ချုပ်သူနေရာကိုလိုချင်နေတာမလားအပေါ်တွေလုံမနေပါတော့နဲ့ခေါင်းဆောင်ပေးတဲ့အတိုင်းအုပ်ချုပ်သူယာရုကိုဆက်ယူလိုက်ပါလို့ပြောခဲ့တယ်။အိုနီဆမ်မာလည်းမဖြစ်ချင်ဘူး ငါခေါင်းဆောင်နေရာကိုမလိုချင်ဘူးအချိန်တန်ရင်ငါကဘာမြေကြီးကိုပြန်မာလို့ပြောခဲ့တယ်အဲ့ဒါနဲ့လူလဲမင်းကခေါင်းဆောင်နေရာမလိုချင်ဘူးဆိုပြီးဟန်ဆောင်နေတာကလောခေါင်းဆောင်ယာထုပေးလိုက်ရလို့ခေါင်းဆောင်နေရာယူလိုက်ရတယ်ဆိုပြီးအပေါ်ရီလိုပြီးယာထုတက်ယူအောင်မှာဒရမာတွေမခင်းနဲ့လို့ပြောခဲ့တယ်။အိုနီဆာမာလည်းသူ့ကိုအဲ့လိုပြောလို့စိတ်တူသွားပြီးအကိုတော်လို့စကားပြောတာဆင်ကျင်ပါကျွန်တော်ယာထုလည်းမမတ်တယ်လို့ခေါင်းဆောင်နေရာလည်းမလိုချင်ဘူးလို့ပြောခဲ့တယ်။လူလဲစိတ်တူသွားပြီးခေါင်းဆောင်ဖြစ်လာဖို့ကငါအိမ်မှာပဲ။ ဖာနီရှာနဲ့တိုင်းသူပြည်သားတွေကိုကာကွယ်ချင်တာပြီးတော့အင်ဟာကြီးမျိုးရယ်တွေဖြစ်တဲ့ဟွန်မျိုးရယ်စုတွေကိုတိုက်ခိုက်ဖို့အတွက်ငါကအများကြီးစွမ်းဆောင်ခဲ့ရတာအဲ့လိုအများကြီးပေးဆက်စည်သေးခဲ့ရတာတွေအတွက်တနေ့ခေါင်းဆောင်နေရာကိုရရမယ်လို့မျှော်မှန်းထားတာအခုတော့မင်းကငါနေရာကိုယူသွားတယ်လို့ပြောပြီးဓားကိုချက်ချင်းထုတ်လိုက်ကအိုနီဆမ်ပါကိုခုတ်ဖို့ပြင်မာတော့တယ်အိုနီဆမ်ပါကိုခုတ်မယ်ဆိုပြီးရွယ်လိုက်ရင်ကလောခေါင်းဆောင်ကရှေ့ကနေကာကွယ်ပေးပြီးအစာတို့ဝင်ခံလိုက်ပါတော့တယ်ပခုံးကိုထီသွားတာကြောင့် တွေးတွေဖြန်းဖြန်းယူကစီးစင်းလာပါတော့တယ်ဖာနီရှာတို့လည်းရိုင်းဆိုင်လုံးနဲ့လူအပြုမှုတွေကြောင့်တက်ပြစ်ချင်လောက်အောင်ဒေါသတွေထွက်နေပါတော့တယ်ထီသွားတဲ့တန်ရအရှိန်ပြင်းတာကြောင့်ကလောကောင်းဆောင်တွေးတွေအဖြန်ဖြန်ကြကချက်ချင်းလဲကြသွားပါတော့တယ်ဖာနီရှာလည်းအဖေဖြစ်သူဓာတ်ရီသွားတာကြောင့်လူကိုတက်ပြစ်ချင်လောက်အောင်မုန်းနီးသွားပါတော့တယ်လူလည်းအဖေဖြစ်သူကိုတက်မိလိုက်တဲ့တားတရဖြစ်သွားတာကြောင့်ချက်ချင်းထွက်ပြေးသွားပါတော့တယ်အိုနီဆန်မာလည်းခေါင်းဆောင်ကိုတွေးအိုင်ထဲကနေပြေးထူလိုက်တော့ခေါင်းဆောင်ကကောင်းလေးဝင်ပလီတိုင်းပြီကိုဆက်ပြီးအုပ်ချုပ်ပေးပါ ဝမ်ဘလေးတိုင်းပြည်ကမင်းလက်ထင်မှာပဲရှိတာတခြားသူတွေမကာကွယ်နိုင်ဘူးမင်းပဲကာကွယ်ပေးပါလို့ပြောခဲ့တယ်ကလောကောင်းဆောင်လဲအိုနီဆန်မာကိုသူ့မာဂျင်နာတွေမှာပြီးအသက်ထွက်သွားပါတော့တယ်အိုနီဆန်မာလဲခေါင်းဆောင်မထားခဲ့ပါနဲ့ခေါင်းဆောင်မရှိရင်ကျွန်တော်ကတာမန်ကောင်လေးတယောက်ပါခေါင်းဆောင်အခုလိုမျိုးလမ်းပြတင်ပေးခဲ့လို့ကျွန်တော်တံပါပြီးရင်းကျက်တဲ့လူတယောက်ဖြစ်လာတာပါဆိုပြီးအော်ဟေ့ငိုကြွေးပါတော့တယ်ဒီလိုနဲ့အိုနီဆန်မာတယောက်အိမ်မောကြနေတော့ဖာနီရှာလာနိုးလိုက်တာကြောင့်လန်နိုးသွားပါတော့တယ်အဲ့တော့မှသူ့အိမ်မဆိုးမှန်းနေတယ်ဆိုတာကိုသိလိုက်ရပြီး အနှဲငယ်စိတ်ချမ်းသာသွားပါတော့တယ်။ခဏနေတော့ခရစ်တိုရောက်လာပြီးခမဲတော်စကားဖြတ်ပြောရလို့တောင်းပန်ပါတယ်။အမတော်အေရန်ကသူ့ခမဲတော်ကိုလွမ်းနေတာကြောင့်အိမ်ပြန်ကျင်နေတယ်လို့ပူဇော်နေပါတယ်။ဒါကြောင့်ခမဲတော်ကိုလာပြီးခွင်တောင်းတာပါလို့ပြောခဲ့တယ်။အိုနီဆမ်မာကလည်းခလေးတို့လိုရင်းကိုပဲပြောပါ။ဒီကိုလာရတဲ့အကြောင်းရင်းကဘာလဲလို့မေးခဲ့တယ်။ခဏနေတော့ခရစ်ကမြေပုံလေးထုတ်ပြပြီးခမဲတော်ဟူမျိုးနယ်လိုအင်အားကြီးတဲ့စစ်တပ်ကိုပန်တာလို့ခေါ်တဲ့စစ်တပ်တပ်ကဝင်တိုက်သွားခဲ့တယ်။ယုတ်တိရဲ့အင်အားကြီးစစ်တပ်ကဝင်တိုက်သွားတာကြောင့် ဟူးမျိုးနွယ်တစ်ခုလုံးအစိတ်စိတ်အမွှားအမွှားဖြစ်သွားခဲ့တယ်။အစစ်တပ်ကအချိန်မရွေးခမဲတော်ဝင်ပလွေတိုင်းမျိုးကို အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်။ဒါကြောင့်ပန်ဒါစစ်တပ်ကဟူးမျိုးနွယ်ထက်အင်အားကြီးပြီးလက်နက်အင်အားလည်းတာလွန်ကောင်းမွန်နေတာကြောင့်ကြိုတင်ပြင်ဆင်ထားဖို့သတိပေးကြတာလို့ခရစ်ကပြောနေခဲ့ပါတယ်။အိုနီဆန်မာလည်းပန်ဒါစစ်တပ်ကလက်နက်အပြည့်တက်ဆင်ထားတာမဖြစ်နိုင်ဘူးလို့တွေးနေခဲ့တယ်။ငါတို့ဖန်တီးဖို့အစီအစဉ်နေတဲ့လက်နက်အပြည့်တက်ဆင်ဖို့အစိမ့်မြင့်ဤပညာကငါတို့စီမှာပဲရှိတာ။မဟုတ်မှလည်းရောအကိုတော်လှက ငါတို့နီးပညာတွေကိုခိုးသွားတာလားလို့တွေးနေခဲ့တယ်။အဲ့ဒါနဲ့ Chris လဲ Furniture အကိုလူကိုပြောနေတာလားလို့မေးခဲ့တယ်။ Chris လဲလူကဘာမှမစုလုံးနိုင်နဲ့။ကူးယူတာလဲကျွမ်းတယ်လို့မော်စွန်အားလဲကြီးမားတယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ Furniture ကလဲသိကြတယ်။ကူးယူတာကသူ့အပြင်နှစ်ယောက်မရှိဘူးလို့ပြောခဲ့တယ်။လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကအကိုတော်လူစာပို့ခဲ့တယ်။စာထဲမှာအိုနီဆန်မာကိုထားခဲ့ပြီးသူနဲ့အတူ လာဖို့ပါမှုခေါ်ခဲ့တယ်။အကိုတော်လူကပန်တာစစ်တပ်ခေါင်းဆောင်ဖြစ်နေပြီလို့ Furniture ကပြောတော့အိုနီဆန်မာက အဲအကြောင်းအရင်နေ့တွေကဘာလို့မပြောတာလဲလို့မေးခဲ့တယ်။ဖန်နီရှာကလည်းတောင်းပန်ပါတယ်မပြောပြခဲ့တဲ့အတွက်ခွင့်လွတ်ပါ။အိုနီဆန်မာတယောက်တည်းကိုပဲအလုအကျွေးပြုစုစိတ်ကူးထားတာကြောင့်တခြားဘသူစီကိုမှမသွားဘူးလို့ပြောခဲ့တယ်။အိုနီဆန်မာကလည်းဖန်နီရှာကိုယုံမိတာပါ။အဲလောက်ထိတောင်းပန်နေဖို့မလိုပါဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့အိုနီဆန်မာလည်းအကိုတော်ကအယံမုန်းနေတာဝမ်ဘလီတိုင်းမြို့ကိုသူအုပ်ချုပ်ချင်နေတာအခုမအုပ်ချုပ်လိုက်ရတဲ့အတွက်မုန်းနေမှာအမှန်ဒါကြောင့်ပန်သာခေါင်းဆောင်ဖြစ်သွားတာ ဂုံယူကြောင်စားပိုးပြီးမိတ်ဆွေဖွဲ့လိုက်မယ်လို့ပြောခဲ့တယ်။ဖန်နီရှာကလည်းအိုနီဆန်မစကားကိုနားထောင်ပြီးအဲအစီအစဉ်ကောင်းပါလေလို့ထောက်ခံခဲ့တယ်။ညာလေးရောက်ရောအိုနီဆန်မလည်းလက်နဲ့အပြည့်ကင်ဆောင်ထားပြီးအင်အားကြီးတဲ့လူတွေနဲ့တိုက်ခိုက်ရမှာစိတ်ရှုပ်เสียကောင်းတယ်ဆိုပြီးတွေးနေခဲ့တယ်။ခဏနေချစ်သူလေးကိုသတိရသွားတာကြောင့်ဖုံးဆက်ပြီးသူစိတ်ညစ်တာတွေကိုဝင်မြခဲ့တယ်။မီဆူကီလေးကလည်းအိုနီဆန်မစိတ်ညစ်နေတဲ့အတန်ကိုကြားပြီးတနာသွားခဲ့တယ်။အိုနီဆန်မလူကိုတိုက်ခိုက်ဖို့ဆိုတာဖြစ်နိုင်လို့လား။သူကတိုက်ရိုက်ခိုက်ရအဖက်ဖက်ကတားနေတာ။ အဆင်ပြေပါမလားလို့မေးခဲ့တယ်။အိုနီဆာမာကလည်းအဆင်မပြေပေမဲ့လည်းငါကဝင်ပလေခေါင်းဆောင်ဖြစ်နေတာလေ။နောက်ဆုံးမတက်နိုင်တဲ့အဆုံးတိုက်ခါတော့မှလို့ပြောနေခဲ့တယ်။မေဆူကီလေးကလည်းအဆအဆအရာရာတတိထားဖို့တကယ်လို့ထိတ်တိုက်တွေ့လာရင်လေတေချာအနာယူနိုင်မဲ့နီလန်ကိုစဉ်းစားဖို့ပြောနေခဲ့တယ်။တနေ့လူကဖန်နီရှာစီကမဘူးပေါင်းနိုင်တဲ့အစာကိုဖတ်ပြီးဒေါသတွေထွက်နေခဲ့တယ်။ငါညီမလေးရောအရာအားလုံးကိုလူယူသွားတဲ့မင်းကိုတတ်ပြင်မယ်။အရာအားလုံးပြန်ပေးဆက်ဖို့သာပြင်ထားဆိုပြီးကြွေးကြော်နေခဲ့တယ်။ နောက်တနေ့မနက်မှာတော့ဖန်နီရှာကပန်သာကဟုံးမျိုးနဲ့စုကိုစာပြီးတိုက်ခိုက်နေပြီပြီးတော့အနီးနားကမြို့တစ်မြို့ကိုလည်းတင်းလိုက်ပြီးလို့သတင်းပေးခဲ့တယ်အဲ့ဒါနဲ့အိုနီဆန်ကလည်းဒါဆိုမဖြစ်ဘူးအရင်ဆုံးဟုံးမျိုးနယ်ကိုကာကွယ်ပေးဖို့တပ်သားတွေအားလုံးပြင်ထားလိုက်တိုက်ကြမယ်ဆိုပြီးအမိန့်ပေးခဲ့တယ်ဒီလိုနဲ့အိုနီဆန်မတို့ချက်ချင်းဟုံးမျိုးနယ်လေးကိုကာကွယ်ဖို့ထွက်လာရင်လမ်းမှာရုတ်တရက်ပန်သာစစ်တပ်တွေတိုက်ခိုက်တာကိုခံခဲ့ရတယ်ဖြစ်ချင်တော့ပန်သာစစ်တပ်တွေကအိုနီဆန်မတုံးခဲ့တဲ့ဖြူရာတွေကိုတုံးပြီးတိုက်ခိုက်နေတာကြောင့်အားလုံးကိုခိုးယူထားတာပဲဆိုပြီးစိတ်တူနေခဲ့တယ် ခဏနေဖန်နီရှားကခေါင်းငုတ်ဆိုပြီးတားလိုက်တော့မြားကထိုးဝင်လာခဲ့တယ်။ဖန်နီရှားလည်းသတိကြီးကြီးထားမှရတော့မယ်။မဟုတ်ရင်အဲ့လောက်အဝေးကြီးကတော့အိုနီဆမ်မာကိုချိန်နိုင်နေဆိုတော့တော်ယုံစစ်တီတော်တို့မဟုတ်ဘူးလို့ပြောခဲ့တယ်။အိုနီဆမ်မာကလည်းစိတ်မပူပါနဲ့ဖန်နီရှားအဲ့လောက်လေးနေကတော့ငါတို့ကိုနိုင်အောင်မတိုက်နိုင်ပါဘူး။အားလုံးကငါတို့နည်းပညာတွေကိုခိုးထားတာကြောင့်တက်ဖို့ဆိုတာအဝေးကြီးလို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့တစ်ဖက်ချက်ချင်းပြေးဝင်လာတဲ့မြင်းတက်တွေကိုဝင်းပလီတက်သားတွေကမြားရီပစ်ကတားနိုင်ခဲ့တယ်။ထီရောက်လာတဲ့မြားပစ်ချက်တွေကြောင့် တဖက်ရန်သူတပ်သားတွေကြောက်လန့်ပြီးချက်ချင်းဆုတ်ခွာသွားခဲ့ပါတော့တယ်။အိုနီဆန်မာလည်းတက်ဆုတ်သွားတာကိုကြည့်ပြီးတဖြည်းဖြည်းတော့တိုက်ပွဲပြူရာတွေကိုကျွမ်းလာပြီးထပ်ပြီးစူးစမ်းကြတာပေါ့ဆိုပြီးပြောနေခဲ့တယ်။ဒါကိုလူသိသွားပြီးဒေါသတွေထွက်ကစစ်တပ်တွေအားလုံးခေါ်ပြီးခြိတက်လာပါတော့တယ်။ရောက်ရောက်ချင်းအိုနီဆန်မာတို့ကိုမြင်းတက်တွေလှုပ်ပြီးပြေးတိုက်ပါတော့တယ်။ဒါပေမဲ့အိုနီဆန်မာတို့ကမြားပြစ်လင်းမြန်ပြီးကျွမ်းလာကြောင်းပန်းသားတပ်သားတွေခဏလေးအတွင်းမှာပဲဆုံရှုံခဲ့ပါတော့တယ်။ခဏနေအိုနီဆန်မာတို့ကအဝတ်တွေဖုံးပြီးဟန်ဆောင်ကရန်သူကိုမျှခေါ်ခဲ့တယ်။ ရန်သူကလည်းတပ်သားတွေကိုပုံနေတယ်ထင်ပြီးတိုက်တော့တပ်သားတွေမဟုတ်ပဲတန်တိုင်းတွေကာထားတာကိုတွေ့လိုက်ရတယ်ခဏနေလူတို့ကသူစင်းကြီးရဲ့လိုအပ်မှော်ပညာကိုသုံးပြီးအိုနီဆန်မာတို့ကာထားတဲ့တန်တိုင်းကြီးကိုဖောက်ပြီးဝင်လာပါတော့တယ်ဝင်လာပြီးအိုနီဆန်မာကိုတတ်ဖို့လုပ်နေတော့ဖန်နီရှာကရှေးကနေကာဝယ်ပေးခဲ့တယ်လူရက်လိုက်စမ်းခမဲတော်ကိုလည်းနင်းတတ်ပြီးနောက်ထပ်ငါအကူတော်ကိုမတက်နဲ့တော့ဆိုပြီးပြောခဲ့တယ်လူလေဖန်နီရှာဖယ်စမ်းပါငါစီကအရာအလုံးလူသွားတဲ့ကောင်ကိုတတ်မယ်ဆိုပြီးဒါချင်းကျင်းနေတော့ရန်ရောက်လာပြီး ခမဲတော်ကမထီပါနဲ့ရန်ကခွင့်လွန်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်ခဏနေတော့ပန်သာတပ်သားတွေကလည်းအင်အားနဲ့ကကြောက်လန့်ပြီးစုတ်သွားတော့လူကလည်းသူတယောက်တည်းကြံတော့တာမလို့ချက်ချင်းတက်ဆုတ်သွားပါတော့တယ်ရန်လည်းခါတိုင်းလိုမြင်းစည်းလာတာမဟုတ်ပဲတစ်ကလည်းအုပ်ပြောင်းစည်းလာလို့နောက်ကျသွားတာကြောင့်အိုနီဆမ်မာကိုတောင်းပန်နေရင်အပိုင်းခွန်ဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်ပရိသတ်ကြီးနောင်လာမယ့်အပိုင်းရှိဇလန်းလေးမှာတော့ပန်သာစစ်တပ်ကြီးနဲ့အိုနီဆမ်မာတို့ဘယ်လိုတိုက်ခိုက်ပြီးဘယ်အင်အားကြီးစစ်တပ်ကအနိုင်ယူမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါဦးနော်